ကဲကျွန်တော်ဆက်လက်ပြီးတော့တောက်ကြသားသမီးတွေတပတ်တာကန်ရမှာလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အပတ်စဉ်တိုင်းလမ်းညွှန်ဟောကြားပေးလျက်ရှိပါတယ်အဲ့တော့25မှ5ရက်မေလ2025တနင်္ဂနွေနေ့ရနေပြီးတော့32မှ1ရက်မေလ2025စနေနေ့ဒီတပတ်တာအတွင်းတောက်ကြသားသမီးတွေကန်ကြမှာကိုကြည့်လိုက်ကြရအောင် တဲ့တောက်ကြသားသမီးတွေကဒီတဘက်မှာဒေါသထွက်เสียပောက်ကွဲเสียနော်စိတ်ထိခိုက်เสียတွေကြုံတွေ့တတ်တဲ့တဘက်တာဖြစ်ပါတယ်သတိဒါကြီးဆိုင်ပါအဲ့တော့အပြိုင်ဆိုင်မကင်းမနာလိုသူမကင်းနော်အတိုက်ခတ်ဆိုတာမျိုးတွေကြုံရတတ်တယ်အတိုက်ခတ်မကြုံရင်တော့မှဟဲ့လားတွိုင်းလိုင်းနဲ့တိုက်မိတာခိုင်းမိတာရင်ဆက်ပစ္စည်းတွေပြတ်တာဒီလိုဟာမျိုးတွေကြုံတွေ့ရတတ်တဲ့တဘက်တာဖြစ်တယ်လှုပ်ခြင်းခြင်းမလှုပ်ခြင်းခြင်းဟဲ့လားလောက်ကန်ပြောဆိုရမယ့်ကိစ္စမျိုးတွေမဖြစ်မနေကြုံရတတ်တယ် ဒီတနေရာကနေခုနေရာကိုပြောင်းရတာရွှေ့ရတာဆိုတာမျိုးတွေဖြစ်တယ်အဲ့တော့အလုံးနေရာတိုင်းကြီးအိမ်နေရာတိုင်းကြီးနေပြောင်းရွှေ့တတ်တဲ့သဘောမှာရှိတယ်ရင်းနေတဲ့သူချစ်တော်သူတွေနဲ့ခိတ္တကွဲကွာတာတွေလမ်းခွဲနှုတ်ဆက်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်တယ်ကို့မှာရှိတဲ့အောက်လငယ်သားတွေမညီမညွတ်တာအမြင်ဆောင်တာအမြင်မတူတာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ဒီတော့မှာအခြေအနေပတ်သက်ရင်အစီအမပြေတာလေးတွေဖြစ်လာလိမ့်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ် အဲ့တော့ပျက်စီးဆုံးရမှုတွေအထူးကဲ့ကလေးလည်းအနှဲငယ်ရှိတတ်တယ်ငွေကုန်ကြေးကြတွေများတတ်တယ်ငွေနဲ့ပတ်သက်ပြီးတော့စိတ်ငြိမ်းရတတ်တဲ့တပတ်တာမျိုးဖြစ်ပါတယ်အဲ့တော့တစ်ဖက်မှာလည်းဟလာစွန့်စားမှုတစ်ဖက်မှာလည်းအောင်မြင်မှုဆိုတာမျိုးတွေကြုံရနိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီဘက်မှာကျမ်းမာရေးအရာဆိုရင်လည်းဂယုဆိုင်တင်တဲ့တပတ်တာဖြစ်တယ်မဖြစ်မနေသွားရမယ်ခยีမီနီခยีဝေးကြုံရတတ်တယ်အဲ့တော့ဒီခยีကစွန့်စားရတဲ့ခยีတွေ စွန့်စားတဲ့အလုပ်တွေဆိုတာမျိုးလည်းဖြစ်နိုင်တယ်လို့အောင်မြင်မှုကလည်းတစ်ဖက်မှာကတ်ပြီးတော့လိုက်နိုင်တယ်ဆိုတဲ့တစ်ဖက်တာပါအဲ့တော့အောင်မြင်မှုတစ်ဖက်နော်စွန့်စားပေးစားမှုတစ်ဖက်နဲ့အဲကိစ္စမျိုးတွေနော်ခရီးစဉ်မျိုးတွေအကြောင်းချင်းရာတွေကြုံတွေ့နိုင်တဲ့တစ်ဖက်တာဖြစ်ပါတယ်အဲ့တော့ဒီတစ်ဖက်မှာဘလိုပဲဖြစ်ဖြစ်နေတဲ့တော့ကံညံ့နေတယ်မှာပါတယ်သတိထားကြည့်ဆိုင်မယ်ပေါ့ကိုယ်တိုင်းလုံးကိုယ်ပိုင်လုံးကအယောင်းဝယ်လုပ်တဲ့မိတ်ဆွေများအနေနဲ့ဆိုရင်လည်းဒီတစ်ဖက်မှာအရင်အားရကျင်းတတ်ဖို့မရှိဘူးပေါ့လုပ်ငန်းကြံစည်တွေလောက်ကန်ကြံစည်တွေ အဲအနည်းငယ်များဆိုသလိုပျက်စီးတာသို့မဟုတ်မှန်းချက်နဲ့နန်းထွက်မကြိုက်တာဆိုတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲတော့ကိုစိတ်ကူးစိတ်သန်းကိုရည်ရတာတမျိုးလက်တွေ့အခြေအနေကတမျိုးဆိုတာမျိုးတွေဖြစ်တတ်တယ်အဲတော့ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့အာဆိုင်ကနာယုံငန်းတွေပြင်မယ်လုပ်ငန်းတွေတိုးချဲ့မယ်အလုပ်သားရှောင်းမှာအင်တာဗျူးပြင်မယ်ဆိုရင်တော့မလုပ်တင်သေးဘူးခိတရာကြီးအခိုက်တက်ဒီတစ်ပတ်အတွက်တီးခံဖို့လိုတယ်မဖြစ်မနေလဲရေရေလှုပ်ထားတဲ့တပတ်တာကာလာမျိုးဖြစ်ပါတယ် အဲ့တော့ရေရေအောင်တခြားလှုပ်ပြီးတော့မှအခြားကိုလှုပ်ချင်တဲ့ကိစ္စတွေကိုစီမံဆောင်ရွက်တာပို့ပြီးတော့ကောင်းပါလိမ့်မယ်အဲ့တော့ဒီဘက်အတွက်ရေရေအနေနဲ့ဆိုတော့ဘာလုပ်မလဲမိမိမှာရှိတဲ့အဝိဇ္ဇာအဟောင်းစုတ်တစုံကိုဟလာစွန့်ပြရမှာဖြစ်ပါတယ်နီးစရာအမိုက်ကမှာစွန့်ပြမယ်အိမ်နောက်ဖေးပိုင်းမိဖို့ကြောင့်တော့ပစ္စည်းတွေတွေကမှာအဟောင်းပြက်တွေရှိတဲ့သူမိจิตတလုံးအပါဝင်အဲ့အဟောင်းပြက်တွေကိုစုပြီးကြွကြွနဲ့ထုတ်ပြီးတော့တွားရောက်ပြီးတော့စွန့်ပြရမှာဖြစ်ပါတယ်အိမ်ဖျားစင်ကိုတန်ရှင်းလုပ်ပြရမှာလည်းပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်မင်နာနဲ့ လင်းလင်းမြန်မြန်လေးသာကျွန်တော်တို့လုပ်ဖြစ်ဖို့လိုပါတယ်အချိန်ရနေရမရှိပါဘူးအဲ့တော့ဒီတစ်ပတ်အတွက်ကျွန်တော်တို့ကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့ကတော့ခုနှစ်ကဏ္ဍနှစ်ကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းကတော့ဒီဘက်မှာလိန်မော်ရောင်ဖြစ်ပါတယ်ရေရာလုံင်းနဲ့တေချာလေးဂီးဆက်စေချင်ပါတယ်ဒီဘက်မှာတောက်ကြသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ